ဆရာနဲ့ရဲတဲ့အတွေ့အကြုံကဘာဖြစ်လဲဆိုတော့ကျွန်တော်ပထမဆုံးသူအားလို့နိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာကြီးပုံမကြရင်ငါတို့ဆဲမာလာစူမာလာဟောက်မာလာမတည်ဘူးဆိုပြီးတွေးခဲ့တာဒါပေမဲ့အရန်မှားတယ်ဗျဆရာကစပြီးတော့တွေ့ဆိုတဲ့ဟောချော့လဲပြီးတော့ခိုင်းတယ်ပြီးတော့လွတ်လွတ်လပ်ပြီးဖွင့်ပေးတယ်ကျွန်တော်စပြီးကျုပ်ဆောင်ဆိုတဲ့ပြောတယ်အိုက်တင်ပိုင်းပါသလိုလုံးငါသာကြိုက်သလိုလုံး အစင်မပြေတဲ့ကမကောင်းတဲ့ကတ်ရှိရင်အဲ့ဒီခံကြမှာငါတို့ဖြတ်ထုတ်မယ်လွတ်လွတ်လပ်ရင်ထဲမှာရှိတဲ့အတိုင်းကိုအဲ့ဒီ plane ထဲမှာဝင်တဲ့အတိုင်းကိုပြောဘာကြောင့်မင်းတို့ကအဲ့လိုဖွင့်ပေးရလဲဆိုမင်းတို့ကအစ်တတယောက်ကိုဘောင်းပိတ်ချုပ်လိုက်တဲ့ခါကျတော့ဒီလောကကဒီလိုကြီးချုပ်တာလားဆိုပြီးတော့စိတ်ကြီးငြိမ်းပြီးသေသွားမှာဆိုလို့ဆိုပြီးလွတ်လွတ်လပ်ဖွင့်ပေးတယ်ချုပ်ချင်နေတာမဟုတ်တဲ့ခါကျစိတ်ကလွတ်လွတ်လပ်ပေါ့ပါပါနဲ့ပျော်ဖို့ကောင်းတာပါလားဆိုတဲ့ဟာနဲ့ဖြစ်တာကျွန်တော်မနေ့ကျောင်းလာရတဲ့ည9:00ခွဲလောက်ဒီနန်းစတော်ရိုက်တာကျွန်တော် ကတ်တွေအိုင်းနေမမရအိမ်လဲလိုက်မြန်ရဲအိမ်လဲလိုက်မြန်ရဲလေအဲ့လိုရိုက်တာကိုကျွန်တော်စိတ်ထဲမှာပင်ပန်းလို့မခံစားအောင်ဒါဆရာရဲ့ပညာပေါ့နော်ဟိုကလူငယ်တယောက်ကိုသူခိုင်းတဲ့ပုံစံလေးပေါ့ချုပ်ချယ်နေတာမဟုတ်တဲ့ခါကျစိတ်ကလို့လဲလဲပေါ့ပါပါနဲ့ပျော်ဖို့ကောင်းတာပါလားဆိုတဲ့ဟာနဲ့ဖြစ်တာကျွန်တော်မနေ့ကျောင်းလာရတဲ့ည9နာရီခွဲလောက်ဒီနန်းစော်ရိုက်တာကျွန်တော်ကတ်တွေအိုင်းနေမမရအိမ်လဲလိုက်မြန်ရဲအိမ်လဲလိုက်မြန်ရဲလေအဲ့လိုရိုက်တာကိုကျွန်တော်စိတ်ထဲမှာပင်ပန်းလို့မခံစားအောင်ဒါဆရာရဲ့ပညာပေါ့နော်ဟိုကလူငယ်တယောက်ကိုသူခိုင်းတဲ့ပုံစံလေးပေါ့ငဖြူနဲ့တွေ့ရင်ဘယ်လိုပြောရမလဲငနေနဲ့တွေ့ရင်ဘယ်လိုပြောရမလဲ ကင်မရာဘယ်လိုတည်ဘယ်လိုလောက်ရမလဲကင်မရာဘယ်လိုဘောင်းနေတည်တဲ့အဲ့လိုမျိုးလေးသင်ပေးလိုက်တဲ့ခါကျနောက်တဲ့ဇလန်တို့ရုပ်ချင်နေရိုက်တဲ့ခါကျကျွန်တော်တို့အခက်ခဲမရှိအောင်ပေါ့ဆရာကျွန်တော်သင်ပေးလိုက်တဲ့အတွက်အရန်ကျေသူတင်ပါတယ်ဆရာစတီဟုတ်ဒီနေ့ပွဲလေးရတော့ဒါတက်ရတာထူးကြပါတယ်ကျွန်တော်ဘွားရဲ့ပထမဆုံးကင်မရာလေးလုံးနဲ့ရိုက်ခဲ့ရတဲ့ဇလန်တွဲပေါ့နော်တင်တုံးသားမိတ်ဆက်ပွဲလေးနဲ့အခြားဇာကကောင်းတွေအများကြီးမိတ်ဆက်ပွဲလေးဖြစ်တဲ့အတွက် ကျွန်တော်တက်လာခြင်းဖြစ်ပါတယ်အဲအဲ့တော့ဒီအရန်ပေါ့ကျွန်တော်ဘွားမှာဒါမမှတ်ရရှိတဲ့ပွဲလေးပါပဲဟုတ်အဲအဲ့ဒီဒီသင်တုံးသားမှာကျွန်တော်အလွဲကောင်လေးပါပဲဇလန်းလေးပြောရင်ပေါ်သွားမှာဆိုတော့နော်အလွဲကောင်လေးပါပဲဆရာစရိယာကျွန်တော်နဲ့ live ဖတ်မဲ့ character လေးကိုပေါ့ကျွန်တော်အလွဲကောင်နေရာလေးမှာထားပြီးတော့ရိုက်ပေးတာပါဟုတ်ကျွန်တော် online မှာနာမည်လေးတွေနည်းနည်းလေးစရလာပြီးတော့အဲတော်တော်များများကြော်ညာလေးဇလန်းတိုလေးတွေရိုက်နေတဲ့အချိန်မှာဆရာကကျွန်တော်ကိုမမေ့ရပထမဆုံးခေါ်ပြီးတော့ရိုက်ပေးတယ်ရိုက်တဲ့အချိန်မှာလည်းပဲကင်မရာလေးလုံးနဲ့အမအမတင်းနှုံးသားဇလန်းတွေရတာပထမဆုံးကျွန်တော် မျက်စိထဲမှာကျွန်တော်ပထမဆုံးမြင်ခဲ့ရတာပေါ့နော်ကျွန်တော်ရှူတင်နေလိုက်နောက်နောက်တွေလိုက်ကြည့်တော့လည်းကင်မရာနှလုံးတွေပါတယ်ရိုက်ထားဖို့ပဲကြုံခဲ့မှုတွေမြင်ခဲ့မှုတွေဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ဝင်းပြုတ်ဆောင်ရတဲ့တင်နှုံးသားဆိုတဲ့ကားမှာကျွန်တော်ဆရာစီးတာကင်မရာလေးလုံးနဲ့ပထမဆုံးရိုက်တဲ့ကားမှာကျွန်တော်ပါရတဲ့သူအယံပျော်မှုဟုတ်ဆရာကျွန်တော်ဖုန်းဆက်တယ်လေကျွန်တော်တို့ဖုန်းဆက်တယ်ဆက်တဲ့ခါကျကျွန်တော်ပထမမယုံဘူးနောက်ကြမှာတကယ်ကြီးဆရာဖုန်းဆက်တယ်ပြီးတော့ဟိုငါကနိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာဆိုပြီးတော့မန်မာနာလုံးဝမရှိဘူး အဲဒီကလေးတွေကိုငါဘလို့မြေတောင်မြောက်ပြရမှာဘလို့တွက်ခေါ်ရမလဲဆိုတော့ရည်ရွယ်ချက်ကလေးနဲ့ဆရာကျွန်တော်တို့ကိုတလေးတစားနဲ့အဲဇလန်းလေးမှာနေရာလေးတွေပေးပြီးတော့ရိုက်ပေးတယ်ပေါ့နော်အစ်စ်တွေအများကြီးပါပဲကျွန်တော်ပြင်အခြားသူတွေလည်းပါသေးတယ်ပေါ့ဟုတ်ဆရာနဲ့ရဲတဲ့အတွက်ကြောင့်မှဘာဖြစ်လဲဆိုတော့ကျွန်တော်ပထမဆုံးသူအားလို့နိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာကြီးပုံမကြရင်ငါတို့ဆဲမာလာစူမာလာဟောက်မာလာမတည်ဘူးဆိုပြီးတွေးခဲ့တာဒါပေမဲ့အရန်မှားတယ်ဗျဆရာကစပြီးတော့တွေ့ဆိုတဲ့ဟောချော့လဲပြီးတော့ခိုင်းတယ်ပြီးတော့လွတ်လွတ်လပ်လပ် free point ပေးတယ် ကျွန်တော်စပြီးတုံးဆောင်ဆိုတော့ပြောတယ်အိုက်တင်ပိုင်းပါသလိုလုံးငါသားကြိုက်သလိုလုံးအစင်မပြေတဲ့ကမကောင်းတဲ့ကရှင်အဲ့ဒီခံကြမှာငါတို့ဖြတ်ထုတ်မယ်လွတ်လွတ်လပ်ရင်ထဲမှာရှိတဲ့အတိုင်းကိုအဲ့ဒီ plane ထဲမှာဝင်တဲ့အတိုင်းကိုပြောဘာကြောင့်မင်းကအဲ့လိုဖွင့်ပြရလဲဆိုတော့မင်းကအတိတ်တယောက်ကိုဘောင်းပိတ်ချုပ်လိုက်တဲ့ခါကျအော်ဒီလောကကဒီလိုကြီးချုပ်တာလားဆိုပြီးတော့စိတ်ကြီးငြိမ်းပြီးသေသွားမှာဆိုလို့ဆိုပြီးလွတ်လွတ်လပ်ဖွင့်ပေးတယ်အဲ့အဲ့လိုမျိုးလေးအတွေ့အကြုံလေးကျွန်တော်ဘုံမှာရခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ပျော်သွားတယ်အော် ဟာဇလန်တော့ရုပ်ချင်းလိုရိုက်တာချုပ်ချင်နေတာမှုတ်တဲ့ခါကျစိတ်ကလို့လဲလဲပေါ့ပါပါနဲ့ပျော်ဖို့ကောင်းတာပါလားဆိုတဲ့ဟာနဲ့ဖြစ်တော့ကျွန်တော်မနေ့ချောင်းလိုက်ရတဲ့ည9:00ခွဲလောက်ညန်းစောရိုက်တာကျွန်တော်ကတ်တူအိုင်းနဲ့မှတ်မှတ်ရအိလဲလိုက်မြန်ရဲအိလဲလိုက်မြန်ရဲလဲအဲ့လိုရိုက်တာကိုကျွန်တော်စိတ်ထဲမှာပင်ပန်းသလိုမခံစားဘူးဒါဆရာရဲ့ပညာပေါ့နော်ဟိုဟာလူငယ်တယောက်ကိုသူခိုင်းတဲ့ပုံစံလေးပေါ့နောက်ပိုင်းကျတော့ကျွန်တော်ဒီတိုက်တိုက်ကနေပြီးတော့ဗီဒီယိုဇာကားတွေစာချုပ်မှဆိုချုပ်တယ်ကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်တက္ကနကပဲရိုက်ပြီးမရိုက်ဖြစ်လိုက်ဘူး မရိုက်ပြစ်လိုက်တဲ့အချိန်မှာနေစားဗီဒီယိုစေးခွက်ကလည်းမကောင်းတဲ့ခါကျမရိုက်ပြစ်ဘူးနော်မရိုက်ပြစ်တဲ့အချိန်မှာကျွန်တော်အဲရုပ်ရှင်တွေဆရာကျေးဇူးတွေပေါ့နော်သူတို့ရဲ့ဒီဆရာကျေးဇူးတွေကြောင့်ပြီးတော့နောက်ကျွန်တော်တို့ပြီးတော့ဆရာနဲ့လည်းကျွန်တော်ရုပ်ရှင်ကားတွေနောက်ထပ်တကားနှကားရှိသေးတယ်အဲ့လိုရိုက်ထားတဲ့ပြုံမှာအခြားတိုက်တီတိုက်တီလည်းကျွန်တော်ရုပ်ရှင်ကားလေးတွေရိုက်ရတယ်ပေါ့ဒါကျွန်တော်ဘွားရဲ့ဒါတင်တုံးသားနေလာတဲ့အဆက်ကနေပေါ့နောက်ထပ်ရုပ်ရှင်လေးတွေဇလန်းလွှဲလေးတွေရိုက်တဲ့အခါကျဘာတွေအခက်အခဲမရှိဘူးလဲဆိုတော့ ရှေ့မှာကျွန်တော်အတွေ့အကြုံအများကြီးမရထားဘူးဆိုပေမဲ့ဒီစကားတကကျွန်တော်အများကြီးဆရာမောင်းပေးလိုက်တာငဖြူနဲ့တွေ့ရင်ဘယ်လိုပြောရမလဲငနေနဲ့တွေ့ရင်ဘယ်လိုပြောရမလဲကင်မရာဘယ်လိုတည်ရင်ဘယ်လိုလုပ်ရမလဲကင်မရာဘယ်လိုဘောင်းနေတည်တဲ့အဲ့လိုမျိုးလေးသင်ပေးလိုက်တဲ့ခါကျနောက်ထပ်ဇလန်တို့ရုပ်ချင်နေရိုက်တဲ့ခါကျကျွန်တော်တော့အခက်ခဲမရှိအောင်ပေါ့ဆရာကျွန်တော်သင်ပေးလိုက်တဲ့တော့အရန်ကျေစုတင်ပါတယ်ဆရာစတိဟုတ်ကျွန်တော်နဲ့ကိုတူတာနဲ့လေအဲ့ဒီဇက်မှာဆိုအရန်ဟာတာတွေမလုပ်ရဘူးကျွန်တော်ပေတီပေစုပ်ကြီးနဲ့လူကလည်းပေတီပေစုပ်ပါပဲပေတီပေစုပ်နဲ့လုံးဝဟိုဒရာမာတက်တက်ပုံစံမျိုးကြီးတိုးဆောင်တာရှိတယ်ပြီးတော့ ခုကျွန်တော်ကိုယ်တိုင်လည်းခုအဲ့လိုဖြစ်နေတယ်ကျွန်တော်ခုဟာသတွေအစ်စ်တွေမတင်ပြတာတော့မနေကြဘူးရှင်ထဲမှာမူးပါလေငါလင်းကား၆နှစ်ကြီးလှုပ်ရှားခဲ့ပြီးသွားပြီငါလှုပ်ခဲ့တာလည်းဒီအတိုင်းတာတစ်ခုဒီငါရခဲ့ပြီးသွားပြီဆိုတဲ့အတိုင်းတာလေးမှာကျွန်တော်ကြီးတဲ့သူတွေတော့ဘာပြန်ပေးလို့ရမလဲဆိုတော့အတိုးလေးတွေတိုးတက်လာပြီအဲ့ဒီအတွက်ကိုကျွန်တော်ဟိုတော်လေးရဆိုကျွန်တော် တင်လိုက်တဲ့ဒီဇလန်းတိုးလေးပဲ7မိနစ်တော့မပြေဘူးအကိုကြီးအဖရာဆိုတဲ့ဇလန်းပညာပေးလေး အဲ့ဒီဇလန်းလေးဆိုအများကြီးသဘောကျကြတယ်ကျွန်တော်အဲ့ဒီဒုတိယပိုင်းဆက်ရဖို့ပြောတာတော့ကျွန်တော်အလုံးမားတာနဲ့မရဖြစ်တာပေါ့နောက်ပိုင်းကျကျွန်တော်ဘာဖြစ်လဲဆိုဒီနောက်ပိုင်းကျဟိုပညာပေးလေးတစ်ခုခုလေးငါပြလိုက်တဲ့ပြကွက်ကလေးတစ်ခုကြောင့်ဘာမက်ဆေ့ကလေးကြံခဲ့မယ်ဘာကောင်းကျိုးလေးတခုကြံခဲ့မလဲအဲ့ဒါလေးတွေပဲကျွန်တော်လုတ်ချင်သေးရှိလာတယ်ပေါ့လုတ်ချင်သေးရှိလို့ဆိုအခုကျွန်တော်ဇက်နှစ်ပုတ်ရေးရတာအဲ့ဇက်နှစ်ပုတ်ကလည်းကျွန်တော်ဒီကလိုက်တာရကျွန်တော်ဒီလကမ်းမွေးဘူဒီပတ်တီနဲ့ဇပင်လည်းဘူဒီပတ်တီနဲ့ရှိလို့ဆိုပြီးတော့ဇပင်လည်းမညက်ဘူးလကမ်းမွေးတွေလည်းထားတာ တောင်ကောက်မြောက်ကောက်တွေကောက်လို့မနေ့ကမာမီယာမကက်ကြီးလေးတွေနဲ့ညက်ပေးလိုက်တယ်အဲ့လိုမျိုးလေးပေါ့နော်လုံစားတာလင်ငန်းချောင်းတွေရှိလာပြီဆိုတော့ကျွန်တော်ကြည့်တဲ့သူတွေအတွက်ဟိုရီတော့ရီခဲ့ပြီးပါပြီပေါ့ကျွန်တော်ကြည့်ကြည့်တော့နောက်ပိုင်းကျတော့ကျွန်တော်ရီစရာလေးတွေပြုံးမှာအခြားပညာပေးလေးတွေကြံခဲ့တာလေးတွေလှုပ်ချင်စိတ်ပေါက်လာတာပေါ့